ရှေးဦးစွာဖျားသခင်ကုန်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနေ့မှလည်းကျွန်တော်ကျမတို့ရဲ့ဘဝတက်တာမှာပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်ကြားလိုပါတယ်126ခုမြောက်သောစာလံအပိုက်ငယ်9ဖြစ်ပါတယ်မြင့်ဤကြလျက်မျိုးစစ်ကျဲတော်သူတို့သည်ရှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်ဖတ်တော်တော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်း ဘုရားသခင်အတိတ်တပံတုန်တင်ဖွင့်ပြအကောင်းကြီးရှိပါစေ။ချစ်လက်စွာသောယုံကြည်သူညီကိုမောင်နှမရောက်စီတိုင်းတို့ဒီနေ့ကျွန်တော်ညီမတို့ရဲ့ဘဝအတ္တတာမှာယခုလိုကာလမှာအသက်ရှင်အစေခံတဲ့အခါမှာရင်ဆိုင်ရတဲ့အခက်အခဲပြဿနာတွေတနည်းအားဖြင့်ပြောရင်မျက်ရည်ကျလျက်မျိုးစစ်ကျဲတော်သူလို့ပြောတဲ့အခါမှာအဖိုးအခပေးလျက်အသက်ရှင်ပြီးမှ အစီခံနေကြတော့သူများတို့ကိုဘုရားသခင်ဆုလိုနေခြင်းဖြစ်ပါတယ်ထို့တော့ကြောင့်သင်နဲ့ကျွန်ရဲ့ဘဝအတ္တတာမှာညည်ကြပြီးအဖို့ခပေးပြီးတော့မျိုးစစ်ကျဲနေတော့အချိန်ကာလဆိုတာရှိပါပြီးဆက်နေတာဒီနေ့ဘုရားသိပါသင်ခံစားနေရတာဘုရားသိပါလူတွေအသိမှတ်မပြုတ်တော့လဲ ဖရာတိမှတ်တယ်ဆိုတော့ခွန်အားပေးပြစီဒါကြောင့်လဲဆိုတော့ဝိညာဉ်ရေးရာမှာမျိုးစစ်ကျဲတော့အချိန်ကာလရှိတယ်လို့ရိတ်သိမ်းရတဲ့အချိန်ကာလလည်းရှိပါတယ်ထို့တကြောင်ချစ်လက်စွာတော့ယုံကြည်သူညီကိုမောင်နှမလုပ်ပေါ်ဆောင်ဖက်အရောက်စီတိုင်းဒီကနေ့ခွန်အားပေးနှိုးဆော်ပြရစေဒီကနေ့တင်ရှိတဲ့ညရောက်တဲ့အရက်မှာ တင်းရဲ့အသက်ရှင်အစီခံခြင်းကအခြေအနေတွေအမျိုးမျိုးရဲ့စိန်ခေါ်မှုတွေဖိစီးမှုတွေရှိနေရင်အဲ့ဒီအရာတွေကတင့်အတွက်မကြာမီဝမ်းမြောက်ရှင်လွမ်းစွာ ဖြစ်စဘာကိုရိပ်ရမယ်အချိန်ရောက်ခံနေပြီဆိုတာဒီနေ့ခွန်အားပေးပြရစေအဖို့ခပီးတော့ အသက်ရှင်ခြင်းအစေခံခြင်းဖြစ်ဖို့အမတမအရေးကြီးပါတယ်။သင်အဖို့ခပေးသောအရာတစ်ခုစီတိုင်းကိုဘုရားသခင်အတိမတ်ပြုတယ်ဆိုတော့အပိပယံစေ။ဘုရားသခင်ကသင်လှုပ်ဆောင်နေတဲ့အရာသင်ပေးဆက်နေတဲ့အရာသင်ဆက်ကပ်နေတဲ့အရာကိုအတိမတ်ပြုတဲ့ဘုရားပါ။ထို့သောကြောင့်ချစ်လာစွာသောယုံကြည်သူညီကိုမောင်နှမအရောက်စီတိုင်းတို့ဒီနေ့နှုတ်ကပတ်တော်က မျက်ရည်ကျလျက်အဖိုးခပေးလျက်မျိုးစစ်ကျဲတော်တင်းနဲ့ကျွန်တော်ရဲ့အတ္တတောင်ကို အချိန်တန်ရင်ဖခင်ကရှင်လန်းဝမ်းမြောက်စွာနဲ့စပားရရတဲ့အခွင့်ကို ပြင်ဆင်ပေးမယ်ဆိုတာခွန်အားပေးပြရစေထို့တကြောင်ဒီကနေ့ကျွန်တော်ညီမတို့ခံစားနေရတာရင်ဆိုင်ကြုံတွေ့နေရတာပေးဆက်နေရတာ မှန်ကန်တဲ့အဖို့ခပေးနေတာမှန်ကန်တဲ့အဖို့ခပေးတော့နှလုံးသားကိုဘုရားသခင်အချိန်တန်ရင်ရှင်လန်းဝမ်းမြောက်ရတဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးမယ်ဆိုတာခွန်အားပေးပြရစေထို့တကြောင်ချစ်လာစွာသောညီကိုမောင်နှမလို့ပေါ်ဆောင်ဖက်အယောက်စီတိုင်းတို့ယခုလိုခဲရင်ဆူရုပ်တဲ့ခက်ကာလကြီးမှာမှန်ကန်တဲ့နှလုံးသားသဘောထားနဲ့စက္ကအစီခံနေတာ ဘုရားသခင်တိတ်တံပိုးထားပါတယ်ဘုရားသခင်တိတ်စိတ်ဝင်စားပါတယ်ထို့တော့ကြောင့်တင်းရဲ့မှန်ကန်တဲ့စိတ်နေသဘောထားကို ပြင်ဆင်ဆင်ခြင်းအဖို့ခပေးခြင်းဖြစ်ဆက်လက်ပြီးတော့မျိုးစည်းကိုဆက်လက်ကျဲတော်သူ ဖြစ်ဖို့အားပေးပါရစေမဖောက်ပြန်မပြက်စီးတဲ့နှုတ်ကပတ်တော်ဒီဟူသောမျိုးစည်းကိုဆက်လက်ပြီးမှတင်ရှိတဲ့ညာရောက်တဲ့အရက်မှာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဆက်လက်ပြီးတော့ယူစီကိုကျဲဖို့ခွန်အားပေးပြရစေအချိန်တန်ရင်ရှင်လုံးဝမ်းမြောက်စွာဖြင့်ဖရာသခင်တင့်ကိုကောင်းချီးမင်္ဂလာခံစားစေမယ်ဆိုတော့ခွန်အားပေးပြရစေထို့တကြောင်ဒီကနေ့နှုတ်ကပတ်တော်ကမျက်ရည်ကြလက်မျိုးစစ်ကျဲတော်သူတို့သည် ရှင်လန်းလျက်စပားရိတ်ချလိမ့်မည်သင်ပေးဆက်နေတဲ့အဖိုးခါကိုဘုရားသိပါတယ်ဘုရားအသိမှတ်ပြုပါတယ်ထို့တကြောင်ချစ်လာစွာသောယုံကြည်သူညီကိုမောင်တို့မအယောက်စီတိုင်းတို့တင်ဘဝအတ္တတာထဲမှာအချိန်တန်ရင်ရှင်လန်းဝမ်းမြောက်ရတဲ့အခွင့်နဲ့ရိတ်သိမ်းရတဲ့အခွင့်ကိုဘုရားရှင်အောဖွဲ့ကြီးမားစွာ ဘုရားသခင်ကောင်းချီးပေးမယ်ဆိုတော့ဒီကနေ့နှုတ်ကပတ်တော်ဖြစ်ခွန်အားပေးပါရစေ။ထို့တကြောင့်တင်သည်မျိုးစစ်ကျဲတော်သူဖြစ်ပါれ။ဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်မှန်ကန်သောတဘောထားနဲ့မျိုးစစ်ကိုကျဲတော်သူဖြစ်ဖို့ခွန်အားပေးပါရစေ။အချိန်တန်ရင်တင်ကျဲတော်မျိုးစစ်ကိုတင်ရှင်လန်းဝမ်းမြောက်စွာဖြစ်ရိတ်သိမ်းရတဲ့အခွင့်ဘုရားရှင်ပြင်ဆင်ပေးမယ်ဆိုတာဒီကနေ့နဲ့နှုတ်ကပတ်တော်ဖြစ်အထူးခွန်အားပေးခြင်းပါ။ ထို့တကြောင်ကျွန်တော်နဲ့အတူသခင်ထံတိုးဝင်ပြီးဆက်ကအနန္ဆုတောင်းကြရအောင်တာသမီတို့ချစ်တဲ့သာဝရအဖမြတ်စွာဘုရားယခုလိုခဲရင်ဆွေရုပ်တဲ့အချိန်ကာလကြီးမှာကိုရောရဲ့အမှုတော်မြတ်ထဲမှာပါဝင်ဆက်ကအစီခံနေကြတော့တာသမီတယောက်စီတိုင်းအဖိုးခပေးလျက်အစီခံနေကြတဲ့ကိုရောတာသမီတယောက်စီတိုင်း ရှင်လန်းဝမ်းမြောက်စွာနဲ့ညိန်သက်ခြင်းနဲ့ဝမ်းမြောက်စွာကိုရောအမှုတော်မြတ်မှာဆက်လက်အစီခံပါဝင်လှုပ်ဆောင်ဖို့ခွန်အားပေးပါအစွမ်းတတ်သည့်နဲ့ဉာဏ်ပညာကိုပေးသနာတော်မူပါဘုရားသခင်အတိမတ်ပြုလျက်တတ်သည့်အဖြစ်များဖြင့်ဝိညာဉ်လျက်မဆတော်မူမှာမြေကြောင်းဆက်ကအနှံ့ကြတဲ့အခါသာသမီတို့ချစ်တဲ့သခင်ရှုဖျားနာမဖြင့်ကျေးဇူးတော်ချီးမွမ်း၍ ဆက်ကအနံ့ဆုတောင်းကြပါ၏ဖခင်ယာအာမင်